မြန်မာငွေ55သိန်းဝန်းကျင်ကနေပြီးတော့သိန်း30ဝန်းကျင်ထဲမှာဒါလွန်ခဲ့တဲ့9နှစ်ကရခဲ့တဲ့ဆိုင်ကလေးကိုပြန်ပြောပြ Hello အားလုံးမင်္ဂလာပါအမကြီးကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်အာဒီနေ့ကတော့လွန်ခဲ့တဲ့9နှစ်ကျော်လောက်ကဒါ55သိန်းဝန်းကျင်နေပြီးတော့သိန်း30ဝန်းကျင်ကြဘလို့ဆိုင်ကလေးဝယ်စီလို့ရခဲ့တယ်လေဖိဖတ်တော်မှဖြစ်ပါတယ်ဟုတ်ကဲ့စလိုက်အောင် Honor Street Honda Street ဆိုင်ရာ Easy Bay ဒါလေးရစစ်စီဗီဒီယိုနေရင်ကိုအသုံးပြုထားတဲ့ဂျပန်ဆိုင်ရာဖြစ်ပါတယ်။2016ခုဝင်းညမှာကြကြပြင်းပြင်းဝစီလာကြပြီးတော့ပေါပေါပါပါဆီလိုပေါင်းတဲ့ဒိုင်းရတန်းရလွယ်တဲ့မာကျောတဲ့ဆိုင်တစ်စီးဖြစ်ပါတယ်။ခုဆိုရင်စက္ကန်ဘိန်းတွေကတိန်30ဝင်းညလောက်မှာဒါတော့ရွေရီဝစီလို့ရပါတယ်။ရောင်းခဲ့တဲ့9နှစ်ကျော်လောက်က73တိန်းနဲ့14တိန်းကြားမှာဘိန်းကောင်းတာတွေဝစီလို့ရခဲ့ကြပါတယ်။စီဗီအာ150အ CBR 150R ဆိုင်ကယ်ကလည်း Honda ကထုတ်လုပ်တဲ့အသေးစား Sport Bike ဖြစ်ပါတယ်။ဒါ 150cc အင်ဂျင်ကိုအသုံးပြုထားပြီးတော့ engine A base ရေတံခြေတက်စင်ထားတဲ့ဒါ single cylinder engine နဲ့ဖြစ်ပါတယ်။အနောက်90အထိကပုံစံမျိုးဖြစ်ပြီးတော့နောက်90နဲ့အထက်မှာတော့ပုံစံချိန်လာပါတယ်။ပုံဟောင်းနဲ့ပုံပြောင်းဆိုပြီးတော့ခေါ်ခဲ့ကြပါတယ်။အဲတုန်းက2013 14 model ပုံစံပြောင်းဘိန်းတွေက73သိန်းနဲ့14သိန်းဝန်းကျင်မှာဝယ်ရှိလို့ရကြတယ်။အခုကတော့30သိန်းဝန်းကျင်နဲ့40ကျောင်းနေကြတာတွေ့ပါတယ်။ Suzuki Vorti, Kawasaki Astrola, Suzuki ST နဲ့အားလဲ Suzuki Pipoa, Honda Clubman, Yamaha SRV ဒီဆိုင်ကတွေကဂျပန်ထုတ် 250cc classic ဆိုင်ကတွေဖြစ်ပြီးတော့ခုဆိုရင်တိန်30 40ဝန်းကျင်မှာဈေးရှိနေမှာဖြစ်ပါတယ်။အရင်ကနေကြာတော့ပါဆယ်လိန်ဆန်ကားလေးဒါဈေးပုံပို့လို့ဂျပန်ကျဘင်းကောင်းလည်းစီလို့ရခဲ့ကြပါတယ်။ Honda Rover 250 Yamaha Vira ကို မနောရဘယ်နဲ့ငါးစံငယ်အနေငါးစံ CC parallel train in your muse နဲ့ဖြစ်ပြီးတော့ပေါ့ပေါ့ပါပါစီလိုကောင်းတယ်အသေးစား easy ဆိုင်ငယ်ဒါမှမဟုတ်အာ cruiser ဆိုင်ငယ်ဖြစ်ပါတယ်အခုကတော့ပုံစံတွေ change ပြီးတော့ဒါ rebel 300 500 1100ဆိုပြီးတော့ထွက်ထားပြီးဖြစ်ပါတယ် rebel 300 500 1100ဆိုင်ငယ်အကြောင်းတင်ထားတဲ့ video link ကိုလည်း comment မှာချပေးထားပါတယ် အဲဂျမဗီရာဂိုကတော့ညာစီစီနဲ့400စီစီဆိုပြီးတော့နှမျိုးအဲတုန်းကရှိပါတယ် V twin engine မျိုးစားဖြစ်ပြီးသူလဲကအသေးစား cruiser ဆိုင်ငယ်ဖြစ်ပါတယ် Raven 900နဲ့ Virago 900ဆိုင်ငယ်တွေကဒါမြန်မာငွေ၈သိန်းဝန်းကျင်နဲ့အဲတုန်းကဝယ်ရှိနိုင်ကြပါတယ်အခုကတော့သိန်း30ဝန်းကျင်လာတက်နေပါပြီကောင်းဝါစကီဇက်ဇက်အားနှစ်ရာလေဇက်ဇက်အား၄ရာ ဒီကောင်ကြီးတွေကတော့ Kawasaki ကထုတ်လုပ်ထားတဲ့ Sport Touring ဆိုင်ကယ်တွေလို့ပြောလို့ရပါတယ်။အဲတော့ငါစီးများခဲ့တဲ့ဆိုင်ကယ်ဖြစ်ခဲ့ပြီးတော့ဒါဆက်ဆက်အား250ကတော့ပုံပေါ်ပါပါစီးလို့ကောင်းမယ်။ဒါဆက်ဆက်အား400က Inline 4နဲ့ဖြစ်တဲ့အတွက် Central လာမယ်။ Combo ထွားမယ်။ Power ပိုများမယ်။တကယ်လည်းစီးလို့ကောင်းပါလား။အဲတော့ငါဆက်ဆက်အား250က8သိန်းဝင်ချင်းဆက်ဆက်အား400က14သိန်းဝင်ချင်းနဲ့ဘိန်းကောင်းတာလေးစီးလို့ရခဲ့ပါတယ်။အခုကတော့ရှာလို့တော့မတွေ့တော့ပါဘူး။ Honda Shadow Leia အာယမဟာဒရစတလီယာဟွန်ဒါဆူပါဖူ CBR 1100 SS ဘတ်အာယမဟာ SR 400နဲ့ဟွန်ဒါ CB 400 SS ဆိုင်းရီဟာလည်းတိန်း20ဝင်းကျင်နဲ့ဒါဘင်းကောင်းတာရရှာဝယ်လို့ရခဲ့ပါတယ်အဲအခုအဲတုန်းကတိန်း20ဝင်းကျင်အနေထားနဲ့ရခဲ့တဲ့ဆိုင်းရီကဒါတိန်း90နဲ့အထက်ဈေးဖြစ်နေတာကိုလည်းတွေ့ရမှာဖြစ်ပါတယ်အခုပြောပြသွားတဲ့ဆိုင်းရီကအရင်9နှစ်ကျော်လောက်ကဂျပန်ကျ55ဒိတ်နဲ့တိန်း30ချာစီးလို့ကောင်းခဲ့တဲ့ စီးခဲ့ရတဲ့ဆင်ယောတွေဖြစ်ပါတယ်။ယူရိုအနေနဲ့အဲတော့ကစီးခဲ့ရတဲ့ဒါအဲဇင်းဝင်းညင်နဲ့စီးခဲ့တဲ့ကြံသေးတဲ့ဆင်ယောတွေရှင်းလဲဒါ comment မှာပြောပြခဲ့ကြပါဦးခင်ဗျ။အားလုံးဒီ video ကတော့လောက်ပါပဲ။ Agent Motion နဲ့ရေဒီကိုမြန်သောပိုင်ဆိုင်နေကြပါစေ။